စိတ်ချမ်းသာမှုဆိုတာအမှန်တမ်းအရေးကြီးတယ်ပစ္စည်းဥစ္စာချမ်းသာတယ်စိတ်ချမ်းသာတယ်လို့မအောင်မေ့နေတယ်ပစ္စည်းဥစ္စာချမ်းသာပြီးစိတ်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲပစ္စည်းချမ်းသာတာစိတ်ချမ်းသာတာနဲ့တခြားစီပဲเนาะလူတွေမှာပူမှုတွေနဲ့နေကြတယ်တောကနော်စိတ်ချမ်းသာတဲ့လူကလည်းတောကတွေပူတယ်ပစ္စည်းဥစ္စာအတွက်တောကဖြစ်တယ် ပစ္စည်းဥစ္စာအတွက်သောကဖြစ်တယ်။သာသမီရှိတဲ့ပုဂ္ဂိုလ်ကသာသမီအတွက်သောကဖြစ်ရတယ်။နော်။ကားရှိတဲ့ပုဂ္ဂိုလ်ကကားအတွက်သောကဖြစ်တယ်။တိုက်ရှိတဲ့ပုဂ္ဂိုလ်ကတိုက်အတွက်သောကဖြစ်တယ်။အလုံးဟာသောကလေးတွေနဲ့ကျွေးနေကြတာ။အဲ့ဒီသောကဆိုတာဒေါမနတပဲ။ဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားမှုဝေဒနာတစ်ခုပဲပေါ့။အဲ့ဒါလည်းပဲအကုသိုလ်ပဲပေါ့။အေးဒါကြောင့်မလို့ ောကကင်းအောင်နေခြင်းလို့ရှိရင်မလုပ်ရမလဲလို့ဆိုရင်တွေ့တာမှုတွေကိုရှောင်ရတယ်တွေ့တာမှုရှိလေလေတောကကြီးလေလေတွေ့တာမှုကြီးလေလေတောကကြီးလေလေတွေ့တာမှုရှိသူတိုင်းတောကရှိတယ်ရှောင်လဲလို့မရသစ်ပြင်ရှိရင်သိရိပ်ရှိပါပဲပေါ့ဘာဖြစ်လို့တော့ဆိုတော့တောကဆိုတာတွေ့တာမှုရဲ့အရေးပဲလေသူကတွေ့တာမှုကိုမဖြောက်ဖဲနဲ့တောကဆိုတာဖြောက်လို့မရဘူးတဲ့နော် စဉ်းစားကြည့်ပေါ့ဒီတဲ့ထင်ရှားတဲ့ဥပမာလေးတစ်ခုပြောမယ်ကိုကအိမ်တစ်လုံးပိုင်ထားတယ်ဆိုပါစို့ဟောအဲ့ဒီအိမ်တစ်လုံးပိုင်ထားတဲ့အခါဆောင်းရာသီတို့၊နွေရာသီတို့ဗမာပြည်မှာဒီဟာမိကခဏခဏလောင်တတ်တယ်မဟုတ်လားမိမဆိုးအိမ်ရဘူးလားဆိုးရင်လည်းဆိုကြတဲ့တော့ကလေကိုယ့်အိမ်မှာမိဆိုးရင်ရဟောဆိုးရင်နေတာတော့ကကဲအဲ့ဒီအိမ်လေးကိုကြိုက်တဲ့ဈေးရလို့ရောင်းပလိုက်တယ် ရောင်းပလိုက်တဲ့အခါကျတော့အဲ့ဒီအိမ်လေးပေါ်မှာတောကဖြစ်သေးလားဘာလို့လဲကိုမမပိုင်တော့တာကိုဟာလို့မတတ်မှတ်တော့ဘူးလေအဲ့တော့ကိုဟာလို့တတ်မှတ်မှတောကဆိုဖြစ်တာအဲ့ဒါကြောင့်မလို့အဲ့တော့တလောကလုံးကိုကိုဟာလို့မတတ်မှတ်နဲ့ကိုကိုကိုတောင်ကိုဟာလို့မတတ်မှတ်ဘူးဆိုလို့ရှင်တောကဘယ်သူတွေမှဖြစ်တော့ဘူးလေဒါကငါသားဒါကငါသမီးဒါကငါပစ္စည်းဒါကငါအမေဒါကငါအမငါမောင်နှမစသဖြင့် ငါနဲ့တိမ့်ပိုက်ထားတာမှန်တယ်များတော့ကဖြစ်เสียကြီးပဲနောက်ဆုံးမှာငါဆွေမျိုးငါတငယ်ချင်းဆိုတာပါပါသေးတယ်ငါပစ္စည်းငါဥစ္စာဟောအဲ့ဒါလို့တွေ့တာမှုကိုအခြေခံပြီးတော့ထင်မြင်ယူဆမှုတိမ့်ပိုက်မှုတွေရှိနေသေးတယ်များကာလပတ်လုံးသူတို့အတွက်မှာတော့ကဖြစ်မှာပဲအဲ့တော့တော့ကဆိုဒီမှာတွေ့တာမှုတွေကိုအခြေခံပြီးတော့လာတယ်နောက်ဆုံးဘယ်သူမှတွေ့စရာမရှိရင်ကိုယ့်ကိုယ်ကိုတွေ့တယ်လေ ိုကိုကိုတွေ့ရင်လည်းကိုယ့်အတွက်တော့ကပဲဖရာရဟနာဖြစ်သွားရင်စဉ်းစားကြည့်ဖရာရဟနာဖြစ်သွားပြီဆိုတာဟာဘသူကိုမှမတွေ့ဘူးသူ့ကိုသူလည်းမတွေ့တော့ဘူးသူ့အသက်ကိုလည်းမတွေ့ဘူးသူ့ခန္ဓာကိုလည်းမတွေ့ဘူးသူတွေ့စရာဆိုတော့ဘာမှမရှိတော့မရှိတော့ဘူးဆိုတော့တောကပဲရလာမှာတော့ဘာစရာမရှိတော့ဘူးလေတောကလမ်းကြောင်းတွေအကုန်ပိတ်သွားပြီတောကလာတာတွေ့တာမှုလမ်းကြောင်းကလာတာလေအတွေ့တာမှုတွေအကုန်လွတ်လိုက်တယ် လူတွေမှာတည်ပြင်တွေ့တာမှုတွေဘလောက်ဖြတ်ဖြတ်ဘုန်းကြီးတွေရောတောကမရှိဘူးလားရှိတယ်လေနော်ဘာလို့လဲတော့ဆိုငါเจ้าတို့ငါငါတကာတို့ငါတကာမဆိုတာဒါရှိသေးတာဟုတ်နော်ကားပိုင်ရင်လည်းငါကားဆိုလေးရရှိသေးတယ်အဲ့ဒါရှိနေရင်တော့တောကရှိအောင်မှာပဲသို့တော့ပိုင်ဆိုင်တိုင်းတောကဖြစ်သလားလို့ဆိုမှဖြစ်ဘူး